ခမရတို့ယုံကြည်ယုံမယုံကြည်နေဒီယာရီမှာအာဆင်နယ်ကိုကြော်ပြီးတော့မန်စတီးကပရီးမီးယားလိချန်ပီယံဖြစ်လိမ့်မယ်တကယ်ပြောတာမန်စတီးပဲပရီးမီးယားလိချန်ပီယံဖြစ်မှာအာဆင်နယ်မဖြစ်ဘူး โอเคကျွန်တော်ပရီးမီးယားလိချန်ပီယံဖြစ်မယ်လို့ခင်ဗျားတို့ပြောလိုက်တော့ခင်ဗျားတို့ထဲမှာတွေးမိသွားတာကအခုလေးရင်အက်စတွန်ဗီလာကိုရှုံးတာတာအာဆင်နယ်ကိုလည်း6မှတ်ကြီးတောင်ကွာနေတာဘလို့များချန်ပီယံဖြစ်မှာလဲမင်းမူပြောရက်တယ်မင်းမူပြောထွက်တယ်ဆိုပြီးတော့ခင်ဗျားတို့ပြောကောင်းပြောလာနိုင်တယ်ကျွန်တော်ပြန်မေးချင်တာကအက်စတွန်ဗီလာကိုခင်ဗျားတို့ဒီယာရီမှာမှရှုံးတာလားအက်စတွန်ဗီလာကိုရှုံးတာ300ရီဇက်တိုက်ရှိနေပြီ3ပွဲဇက်တိုက်ရှိနေပြီ အက်စတွန်ဗီလာကွင်းကိုတွားကန်နိုင်မနိုင်တာသုံးပွဲစတိုက်ရှိပြီးမနိုင်ုံနဲ့မဟုတ်ဘူးရှုံးမှရှုံးတာဗျာအဲ့တော့အက်စတွန်ဗီလာဆိုတော့ကျွန်တော်တို့မန်စီးတင်းကိုဒါဒုက္ခပေးနေကြလို့ကျွန်တော်တို့တက်မှတ်လို့ရတယ်ထားပါတော့ပြီးကြတဲ့နေ့ကကျွန်တော်တို့မန်စီးအတင်းကဒါချင်းနေမကောင်းလို့ရှုံးတာကြက်တံလက်ခံနေပြောပြရမရှိဘူးဒီအဲ့အင်တာနက်ကပရီးမီးယားလိချန်ပီယံဖြစ်တာလားပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တာတော့အက်စတွန်ဗီလာကွင်းမှာကျွန်တော်တို့ရှုံးခဲ့တာနော်အဲ့တော့အက်စတွန်ဗီလာကိုရှုံးတာလောက်ကတော့ပြောမနေနဲ့အက်စတွန်ဗီလာကိုရှုံးနေကြမန်စီးတီး ဒါပြောမယ်ဆိုရင်အဝေးကွင်းမှာတွားကန်အတိုင်းကန်ရခက်တဲ့ကွင်းတွေရှိတယ်အဲ့ဒါကစပါကွင်းရှိတယ်ပြီးလို့ရှိရင်အက်စတွန်ဗီလာကွင်းပြီးရင်လီဗာပူးကွင်းအဲ့ကွင်းကမန်စီးတီးဘယ်လိုဘယ်အခြေအနေမျိုးမှာဖြစ်တွားရင်ဆိုင်ရတဲ့အခါတိုင်းခက်ခဲတဲ့အခြေအနေတွေအများကြီးကြုံတွေ့ခဲ့ရတယ်အဲ့တော့ဒါတော့အက်စတွန်ဗီလာလောက်ကတော့ကျွန်တော်ပြောမနေတော့ဘူးအဲ့တော့လက်ရှိချိန်မှာအာဆင်နယ်နဲ့လည်း6မှတ်กว่าနေတယ်မင်းပြောတာမင်းဘယ်လိုဖြစ်လို့တည်ရမလားပရီးမီးယားလိချန်ပီယံဖြစ်မယ်ဆိုပြီးတော့မင်းမှုပြောထွက်တယ်ဆိုပြီးတော့ပြောလိုက်မယ် ာဆင်နယ်နဲ့6မက်กว่าတာကျွန်တော်တိတာဗောအာဆင်နယ်နဲ့6မက်ကြီးများတော့กว่าနေရအခုလောလောဆယ်မန်စီးတီးရအဆင့်နှစ်နေရမှာတော့ရှိမနေဘူးဒါပေမဲ့ကျွန်တော်တိကြောက်ထပ်ပြောမယ်မန်စီးတီးတင်းမဲ့ပရီးမီးယားလိချန်ပီယံဖြစ်မှာโอเคကျွန်တော်ဒီတိုင်းတည်းမလားပေါ့လွတ်ဘဲစာပြောတာမဟုတ်တော့ကျွန်တော်အချက်လက်နဲ့ပြောမယ်ကျွန်တော်အချက်လက်နဲ့ပြောမယ်မန်စီးတီးဘာကြောင့်ချန်ပီယံလိဖြစ်ချန်ပီယံဖြစ်မလဲဆိုတာကိုကျွန်တော်အချက်လက်နဲ့ပြောမယ်စပြီနော်နံပါတ်1တစ်ချက်ကျွန်တော်တို့မန်စီးအတင်းရဲ့ပုံစံကိုပြောပြမယ်မန်စီးအတင်းကယာရီတိုင်းလိုလို့ မှာကျွန်တော်တို့ဒါအထအစာပိုင်းအထအရန်နေတာမန်စတီတင်ဘယ်ယာရီမဆိုသွားကြည့်ကြည့်လိုက်ဒီအစာပိုင်းကခြေစွမ်းပိုင်းကကျွန်တော်တို့ဆောင်ရမ်းကောင်းခဲ့တဲ့ယာရီမျိုးလို့ကိုမရှိဘူးဗျာအများအားဆုတ်ပြတ်တက်နေရပဲဗျာပြီးခဲ့တဲ့ယာရီပဲကြည့်ဗျာပြီးခဲ့တဲ့ယာရီပဲကျွန်တော်တို့အစာပိုင်းကကျွန်တော်တို့ခြေစွမ်းပိုင်းဆုတ်ပြတ်တက်လို့ဆိုးရွားဆုံးကြည့်တော့ကြုံတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒါအဆင့်တုံးတော့ရတော့တယ်နောက်ဆုံးကမြဖလားတုံးလုံးရာဒီပြောမလား travel season ပေါ့ဗျာအဲ့ season မှာတော့ကျွန်တော်တို့ဒီဇင်ဘာနောက်ပိုင်းမှာပူကောင်းလာတာเนาะ အဲ့ရှိမှာကဆောက်တလွဲတွေကြီးပဲဖြစ်နေကြတာမန်စီးတီးဆောက်ရင်းကောင်းမနေကြဘူးအဲ့ဒါကျွန်တော်တို့မန်စီးဖန်စစ်စစ်တွေဆိုတည်တယ်မန်စီးတီးရဲ့ပုံစံကဒီဇင်ဘာနောက်ပိုင်းမှာကျန်းတာဗျာဒီဇင်ဘာနောက်ပိုင်းရောက်လို့ရှိရင်မန်စီးတီးကဆောက်ရင်းကျန်းရောအဲ့ဒါကြောင့်မလို့ပဲဒါနောက်ဆုံး၈နှစ်အတွင်းမှာပရီးမီးယားလိကို၆ကြိမ်ထိရထားတာနော်အဲ့ဒါနောက်ပိုင်းကျန်းလို့ရထားတာပြောမလို့ဆိုကျွန်တော်တို့ဒါဂိမ်းဆော့ရလို့ဆိုတည်တယ်လိတ်ကင်းရောက်ရင်ကျန်းပြီ အဲလက်ကင်းရောက်မှကျမ်းမှာဒါမျိုးဗျာဒါကြောင့်ကျွန်တော်ဒါနံပါတ်1ချက်မန်စီးတီးကနောက်ပိုင်းမှာကျမ်းတာမလို့ကျွန်တော်ပရီးမီးယားလိချန်ပီယံဖြစ်နိုင်တာနံပါတ်1ချက်ကျွန်တော်တို့စီမှာဟာလန်းရှိတယ်ဗျအဲ့တော့အက်စတွန်ဗီလာကိုဂိုးမတွင်းတာအခုလေးပဲဂိုးမတွင်းနိုင်တာကိုကျွန်တော်လာမပြောနဲ့တော့အက်စတွန်ဗီလာကကျွန်တော်တို့ဒါဆောက်ရင်းကောင်းလို့ဒါဟာလန်းကိုစနစ်တကျပိတ်ဆို့သွားလို့အဲ့ကြောင့်မလို့ကျွန်တော်အဲ့လိုဟာလန်းကဂိုးမတွင်းနိုင်တာနဲ့ဟာလန်း မကောင်းတဲ့မကောင်းတဲ့တိုက်စစ်မှုဖြစ်မသွားဘူး။ဟာလန်ဆောက်ရင်ကောင်းတဲ့တိုက်စစ်မှုဒီယာရီမှာကျွန်တော်တို့ရဲ့အကောင်းဆုံးယာရီလို့ကျွန်တော်တတ်မှတ်လို့ရတယ်။ဟာလန်ဆောက်ရင်ကောင်းတာနော်။အက်စတွန်ဗီလာကိုဂိုးမတွင်းတာတော့မပြောနဲ့လေဗျာ။ခရစ်စတီယာနိုရော်နယ်ဒိုလီယိုနယ်မက်ဆီတို့ဆောက်ရင်ကောင်းတာတော့တို့တို့ပွဲတိုင်းဂိုးမတွင်းနိုင်ဘူး။ဟာလန်မတွင်းတာလောက်ကတော့ပြောမနေနဲ့လေဗျာ။ဟုတ်တယ်မလား။အဲ့လိုမတွင်းနိုင်ဟာလန်ကိုကျွန်တော်တို့ဒါတိုက်စစ်မှုမကောင်းညံ့တယ်လို့ကျွန်တော်တတ်မှတ်လို့မရဘူး။ဟာလန်ရှိမှတွင်းပေးထတာအများကြီး။နောက်လည်းထပ်တွင်းအောင်မှာ တော့ဟာလန်ဂိုးတွင်းတာကတော့ကျွန်တော်ပိုးစိုးပတ်ဆက်တွင်းမှာပိုးစိုးပတ်ဆက်တွင်းတာဘယ်လောက်ထိတောင်တွင်းလဲဆိုဒီယာဒီမှာတော့မန်စီးတီးတင်း23ဂိုးရထားတယ်23ဂိုးရတော့ဟာလန်ဘယ်နှဂိုးတွင်းတာမှတ်လဲ15ဂိုး15ဂိုးထိတောင်တွင်းထားတာအဲ့ဒါပရီးမီးယားလိမှာဆိုရင်မန်စီးတီးတင်းကဘယ်နှလုံးရထားလဲဆိုကျွန်တော်တို့ဒါ18ဂိုးဟာလန်တွင်းထားတာ17ဂိုးတိတိတွင်းထားတာအဲ့တော့ sorry ဟာလန်ကျွန်တော်ပရီးမီးယားလိမှာကျွန်တော်တို့ဒါဟာလန်17ဂိုးတိတွင်းထားတာ တော့ဟာလန်ဂိုးတွင်းဆက်ကြီးဒီဂိုးတွင်းဆက်ကြီးကကျွန်တော်တို့စီမှာရှိနေပြီဗျာဂိုးရဲ့မရမှာပူစရာကိုအကြောင်းမရှိဘူးဂိုးမရမှာပူစရာမရှိတာဘာဖြစ်လဲတိလားအတင်းငယ်လေးနေတွေ့တဲ့အချိန်ကြလို့ရှင်ကျွန်တော်တို့ကမန်စီးတင်းဟာလန်ဂိုးရီနဲ့နိုင်အောင်မှာအတင်းနဲ့တော့ထားတော့ဗျာဒါတော့ကျွန်တော်ကန်ဒီကန်မှပြောလို့မရဘူးဗျာဟာလန်ဂိုးတွင်းနဲ့မတွင်းနဲ့အတာတာဒါပေမဲ့ဟာလန်အတင်းငယ်လေးနေတွေ့တဲ့ဂိုးတွင်းနဲ့ကျွန်တော်တို့မန်စီးတင်းဘာဖြစ်မလဲနိုင်မယ်လေနိုင်တော့ဘာဖြစ်မလဲအမှက်ရမယ်အဲ့တော့ကျွန်တော်တို့မန်စီးတင်းမှာဟာလန်ရှိနေတဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မန်စီးတင်းက ဒါပရီးမီးယားလိချန်ပီယံဖြစ်နိုင်တယ်ဘာလို့လဲမင်းဟာလန်ရှိနေလို့လို့ဖြေလိုက်ဟာလန်ရှိနေတော့တွင်းကိုရရတယ်တွင်းကိုရရတော့အမတ်ရတယ်အမတ်ရတော့ပရီးမီးယားလိချန်ပီယံဖြစ်မယ်ဒါပဲပြီးရင်နောက်တစ်ချက်ကျွန်တော်တို့ကွင်းလေဗျာကွင်းလေမှာကဒါအက်စတွန်ဗီလာကိုရလက်မကောင်းခဲ့ဘူးဘာလို့မကောင်းခဲ့လဲကွင်းလေမှာတွားကြည့်လိုက်မန်စီးပန်နိုင်တိတယ် မန်စရီအတင်းရဲ့အတက်တွေးကြောတမျအရေးပါတဲ့နေရာ DM ရူ defensive midfielder ရူဘလောက်ထိတော့အရေးပါလဲဆိုလို့ရှိရင် Rodri တော့ရွှေဘော်လုံးစုရတော့တာဗျာဟုတ်လားဘလောက်ထိအရေးပါလဲဆိုတော့အဲ့ဒါကိုပဲကြည့်လိုက်တော့ Rodri အရေးပါလို့ကျွန်တော်မန်စီတီအောင်မြင်တယ်မန်စီတီအောင်မြင်လို့ Rodri ရွှေဘော်လုံးစုရတယ်ဒါပဲလေဟုတ်တယ်မလားအဲ့တော့အဲ့နေရာကဆောက်ရဲအရေးပါတယ် Aston Villa နဲ့ပွဲမှာက DM စစ်စစ်တယောက်မှမပါဘူးအဲ့နေရာဆော့သွားတာက Nico Gonzalez လည်းမဟုတ်ဘူး Rodri လည်းမဟုတ်ဘူး Rinders နဲ့ပြီးလို့ရှိရင် Stone နဲ့ဒီကောင်နှစ်ယောက်လုံးက DM စစ်စစ်မဟုတ်ဘူးဗျာ DM စစ်စစ်မဟုတ်တော့ကျွန်တော်တို့ကွင်းလေအဲ့လောက်ကြီးအဆင်ပြေမနေဘူးဗျာဒါပေမဲ့အဆင်ပြေမနေရတော့ Aston Villa နဲ့ပွဲမှာကျွန်တော်တို့ဒါကောင်းကောင်းကစားနိုင်ခဲ့တယ်လို့တတ်မှတ်လို့ရတယ်ဗျာရှုံးခဲ့တယ်ဒါပေမဲ့အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ကျွန်တော်တို့ဒါမဆိုးဘူးဆိုရဲခြေသွမ်းမျိုးပြတ်တတ်နိုင်ခဲ့တယ်ဗျာအဲ့တော့ကျွန်တော် Man City ကွင်းလေအဲ့လောက်ကြီးမဆိုးတာတော့ကြည့်ဘူးဘာလို့လဲဆိုတော့ Rinders သူကစားနေတဲ့နေရာမဟုတ်တာတောင်းကောင်းကောင်းဖြစ်ကစားနိုင်တယ်လို့ကျွန်တော်မှတ်ယူလို့ရတယ်။အဲ့တော့အခုဒီကစားရမ၃ယောက်လုံးကျွန်တော်ပြန်လာတော့မယ်ဗျာ။ရိုဒရီထားလောင်ရိုဒရီကကျွန်တော်မန်စီးတင်းအရေးကြီးဆုံးကစားရမပြီးရင်နီကိုကွန်ဇာလက်ရိုဒရီမရှိတဲ့အချိန်မှာကျွန်တော်တို့ကောင်းကောင်းကြီးလုပ်ပြနိုင်ခဲ့တယ်နော်။ပြီးရင်ကိုဘတ်စစ်ကိုဘတ်စစ်ကျွန်တော်တို့ညီကိုတို့တီးတယ်ကျွန်တော်အများကြီးမပြောတော့ဘူး။ကိုဘတ်စစ်ကရီယယ်မက်ဒရစ်မှာလည်းလုပ်ပြပြီးသွားပြီ။အင်တာမီလန်မှာလည်းလုပ်ပြပြီးသွားပြီ။ချက်စီးမှာလည်းလုပ်ပြပြီးသွားပြီ။အခုမန်စီးတင်းမှာအဲ့တော့ကိုဘတ်စစ်ရှိတယ်ဗျာ။နီကိုကွန်ဇာလက်ရှိတယ်။ဒါရိုဒရီမပါတဲ့အချိန်နေနော်။အဲ့အချိန်နေမှာတော့ကျွန်တော်တို့ ပြောမယ်ဆိုအကောင်းဆုံးကစားနိုင်တယ်ဗျာ Rodrigo ပြန်ပါလာရင်ကျွန်တော်မန်စီးတင်ဘလော့တောင်ကစားပုံကောင်းသွားမလဲတစ်ချက်ပဲတွေးကြည့်လိုက်မြင်ကြည့်လိုက်တကယ်လို့မတွေးကြည့်မမြင်ကြည့်ဘူးဆိုရှင်အရင် highlight တွေတွားကြည့် Rodrigo ရဲ့ highlight တွေတွားကြည့်လိုက်ဗျာဒါကြောင့်ကျွန်တော်မန်စီးတင်ကအတင်းကြီးနေတွေ့တဲ့ချိန်မှာလဲ Rodrigo နဲ့ဘာမှကိုကြောက်စရာမလိုတာဟုတ်လား Haaland ရှိရ Rodrigo ရှိရဆိုရင်ပြီးသွားပြီလေကျွန်တော်ပြောချင်တာဟုတ်တယ်မလားအဲ့တော့ပွဲတိုင်းနိုင်မယ်လို့တော့ကျွန်တော်အာမမခံဘူးပေါ့ဗျာဒါပေမဲ့ Haaland နဲ့ Rodrigo နဲ့တောင်းတောင်းရှုံးဖို့ဆိုတာမဖြစ်နိုင်တော့လို့ကျွန်တော်တတ်မှတ်လို့ရတယ်ဗျာအဲ့တော့ ကျွန်တော်မန်စီတီရဲ့ကွင်းလေကပြန်လာပြီဖြစ်တဲ့အတွက်ပရီးမီးယားလိချန်ပီယံဖြစ်နိုင်တယ်ပြီးရင်နောက်ဆုံးတစ်ချက်ပက်ကွာဒီယိုလာပက်ကွာဒီယိုလာဘလောက်ကောင်းလဲဆိုတာကျွန်တော်ဥပမာပဲပြောမယ်တော့တစ်ခုလေးပဲခင်ဗျားတို့ပြန်တွေးကြည့်လိုက်ပြီးခဲ့တဲ့ယာရီကနော်ပြီးခဲ့တဲ့ယာရီရဲ့ကျွန်တော်မန်စီတီဘလောက်တောင်ဆုတ်ပြတ်တက်သွားလဲခင်ဗျားတို့တည်တယ်ဒါပေမဲ့ယာဒီကုံမှာ FA ဘလာဖိုင်နယ်ကိုတက်ရောက်ခဲ့တယ် ်ပြီးလို့ရှိရင်အဆင့်၃ရခဲ့တယ်နော်အဆင့်၃တော့သူ့အထက်မှာအာဆင်နယ်နဲ့လီဗာပူးပဲရှိတယ်အဲ့ဒါမန်စီးတီးရဲ့အဆိုးရွားဆုံးပက်ဂွာဒီယိုလာလက်ထက်မှာအဆိုးရွားဆုံးအခြေအနေကိုရင်ဆိုင်ခဲ့ရတာနော်ပြောရမလို့အဲ့လိုဆိုးရွားခဲ့ရတက်မှတ်ရတာကျွန်တော်ဘာလို့လဲဆိုတော့ပက်ဂွာဒီယိုလာကြောင့်ပဲတလို့အဆိုးရွားဆုံးအခြေအနေမှာတော့အဆင့်၃ရအောင်ကန်ပြီးတယ်ဗျာပြီးရင်ဖလားတာမရတာဖိုင်နယ်တက်ရောက်သွားတယ်နော်ဒါအဆိုးရွားဆုံးအခြေအနေနော်အဲ့တော့ပက်ဘလောက်တောင်ကောင်းလဲဆိုတော့ခင်ဗျားတို့တွေးကြည့်လိုက်တော့ ကျွန်တော်တို့ခင်ဗျားတို့မြင်တဲ့နီးစနစ်ကစားပုံတွေတည်ရမလားပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘလောက်တောင်ဒီပရီးမီးယားလိကိုလွှမ်းမိုးမှုလုပ်ခဲ့တာခင်ဗျားတို့ကြားနေကြရဖြစ်နေလို့မလို့ကျွန်တော်မပြောတော့အစိုးရသုံးရာတွေမှာတော့အဆင့်တုံးရအောင်လုပ်ပြခဲ့ရဆိုကြတာသူ့ရဲ့စကီကိုကြည့်လိုက်တော့ဗျာအဲ့တော့ဟုတ်တယ်အခုအဆင့်နဲ့6မှတ်กว่าနေတယ်အတီတာက ပြောမယ်ဆိုပရီးမီးယားလိမရဘူးသေးဘူးပရီးမီးယားလိကိုဒါနီးပြဘွားနဲ့ဘလို့မမရဘူးတဲ့အတွက်နီးပြပိုင်းဆိုင်ရာမှာပြောမယ်ဆိုရေရှိပြီးရတဲ့ပွဲမှာအသွေးကြုံရမ်းနေတယ် အဲ့တော့ဒူရှင်ပြန်နေရတာလေပက်ကွာတွေလာအဲ့တော့ခမားတို့ရိုးရိုးလေးပဲပြန်သွေးကြည့်လိုက်ဗျာအာဆင်နယ်ဆောင်ရင်ကောင်းနေတော့မှန်တယ်နော်ပက်ကွာတွေလာနဲ့အာဒီဒါဖလားအမှတ်ပေးဖလားပြိုင်ပွဲမှာနိုင်မယ်ဆိုရင်ခမားတို့ဘယ်သူနိုင်မယ်ထင်မလဲကြိုက်တဲ့လူတော်မေဗျာပက်ကွာတွေလာပဲနိုင်မယ်လို့ဖြေလိုက်မယ်ဒါပက်ကွာတွေလာရဲ့ဒါအာတာချက်ပဲအဲ့တော့ကျွန်တော်တို့မန်စီးတင်းမှာရှင်းရှင်းလေးပဲဘာကြောင့်ချန်ပီယံမဖြစ်နိုင်ရမှာလဲဆိုတော့ကျွန်တော်ပြောခဲ့တဲ့အချက်တွေနဲ့ချန်ပီယံလိဒီပရီးမီးယားလိချန်ပီယံဖြစ်နိုင်တာပေါ့ဗျာ ဟုတ်တယ်မလားမန်စီးတီးရဲ့အတင်းရဲ့ပုံစံပြီးလို့ရှင်ဟာလန်းရှိတယ်ပြီးလို့ရှင်ကျွန်တော်မန်စီးတင်ကွင်းလေကကျွန်တော်တို့ဒါအရေးကြီးဆုံးနေရာသူတို့ကစားသမားတွေပြန်စုံနေပြီးပြီးလို့ရှင်ကျွန်တော်တို့ပက်ကွာတွေလာရှိနေတယ်ဘာကြောင့်ချန်ပီယံမဖြစ်နိုင်အောင်မလဲဟုတ်လားအဲ့တော့တေးကြတယ်ကျွန်တော်ပြောရတယ်ဗျာမန်စီးတင်ချန်ပီယံဒီယာရီမှာဖြစ်ကိုဖြစ်မယ်အလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့တင်ဆက်ပုံလေးကိုကြိုက်နေတယ်ဆိုရင်ကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်ဗျာ